မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူဆွေးနွေးဖို့ရေမင်းတစ်ခုရထားပါတယ်အဲ့ဒါကတော့ပုံလေးတစ်ပုံပါဒီပုံထဲမှာဆိုရင် မြေမာလိုရေးထားတဲ့စာသားလေးတွေပါတယ်ပြီးတော့နောက်ခံမှာလည်းအလားဆင်ထားတဲ့အဲမီးရောင်စုံလေးတွေမီးပုံပြန်လေးတွေပြန်နေတာမျိုး ရှိမှလည်းဖျောင်းနိုင်မီးလေးတစ်တိုင်ချွန်ထားတာတွေ့ရတယ်ပေါ့နော်ကြည့်ရတာတော့ဒါတရင်ချွတ်ပွဲတော်အချင်းခါနဲ့စိုက်မယ်လို့ထင်ပါတယ်ဒီပုံလေးတစ်ပုံတည်းကနေလေး လို့ယဉ်ကျေးမှုဆိုင်ရာအတွေ့အပေတွေအတွေ့အခေါ်တွေဆွဲထုတ်လို့ရနိုင်မလဲဆိုတာအတူတူကြည့်ကြရအောင်အဲဒီပုံကပြောပြနေတဲ့အကြောင်းအရာရဲ့အတွင်းကြကြအပိုင်းတွေကိုဆွေးနွေးကြည့်ချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီပုံကတကယ်ကိုညီမယဉ်ကျေးမှုရဲ့ရီးပါတဲ့စီပိုင်းဆိုင်ရာတစ်ခုပေါ့နော်ဒီတင်းချွပွဲတော်ကာလမှာအသုံးများတဲ့နှုတ်ခွန်းဆက်အဲဆူတောင်းတစ်ခုကိုဖမ်းယူပြထားတာပါဒီရိုးရှင်းတို့ထင်ရတဲ့စာသားလေးရဲ့နောက်ခွဲမှာလीနက်နေတဲ့အသေးပေတွေ ယဉ်ကျေးမှုအလွှားတွေရှိနေတယ်။အဲ့ဒါလေးတွေကိုစိတ်ဝင်စားဖို့ဆွေးနွေးလို့ရမယ်လို့ထင်ပါတယ်။ကောင်းပါပြီ။ကဲဒါဆိုရင်အဲ့ဒီစာသားလေးကိုရင်ဖတ်ကြည့်ကြအောင်။ဒီတင်းကျွအခါတမရမှာရောက်ရှိသူအပေါင်းမိစိတ်ချမ်းသာကိုရမှကြပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ကွမင်း။အဲ့လိုရေးထားတာတွေ့ရတယ်။ဒီဆုတောင်းကရိုးရိုးလေးနဲ့နှွေးထွေးမှုတော့ရှိတယ်နော်။ဒါမဲ့ဟိုဒီစကလုံးနေနောက်ွယ်မှာဘလို့အတွေးခေါ်ရရှိနေမလဲ။ ဲ့ဒါလေတည်တင်းကျလာပြီးနေအထင်းမှာပွဲတော်ကာလမှာလူအချင်းချင်းနှုတ်ဆက်ကြရင်းနဲ့မေတ္တာပို့တာကြတဲ့အင်မတန်ကြဲကြဲပြန့်ပြန့်သုံးတဲ့ပုံစံတစ်ခုပါတီရင်ကျို့ဆိုတာကဗုဒ္ဓဘာသာဝင်တွေအတွက်တော်တော်ဟိအေးပါတဲ့အချင်းအခါထစ်တယ်လေ။ဘာလို့လဲဆိုတော့အိုတန်ဃာတော်တွေဝါဆိုလာပြီးနေကစားပြီးဝါတွင်း၃လကာလပေါ့နော်။ဟုတ်ကဲ့မိုးရသည့်ကာလ။ဟုတ်ပါတယ်။အဲ့ဒီကြောင်းတဲ့ငါမှာပဲတီရင်သုံးတဲ့ကာလအဲ့ဒီကာလကျင့်၃ရာကနေပြီးဆုံးတဲ့အချင်းဝါကျွတ်တဲ့အချင်းကိုအထိမ့်မပြူတာပါ။ ဒီပွဲတော်ကိုအများအားဖြင့်သူ့ရဲ့ထင်ရှားဆုံးအမတ်တရားဖြစ်တဲ့မီးရောင်စုံလေးထွန်းညိပူဇော်မှုတွေကြောင့်အလင်းရောင်ပွဲတော်လို့လည်းသိကြတယ်လေဒီဆူတောင်းတဲ့ကအဓိကကြတဲ့စကလုံးတစ်ခုပေါ့စိတ်ချမ်းသာနဲ့ကိုကျမ်းမာစွာအဲ့ဒါကိုတည်တံ့ရေးထားလာကอืมစိတ်ဝင်စားဖို့ကောင်းတယ်လူတယောက်ရဲ့ဘဝမှာအရေးကြီးဆုံးအရာနှစ်ခုလို့ဆိုလိုချင်ပုံမနော်ပါကြောင့်ဒီနှစ်ခုကိုအထူးပြုပြီးဆူတောင်းကြလာလဲ ဟိုဥစားပစ္စည်းပေါများဖို့တို့အောင်မြင်ဖို့တို့အဲ့လာတဲ့သတိနှစ်ခုကို ပို့ပြီးဥစားပေးရတဲ့ယဉ်ကျေးမှုဆိုင်ရာအကြောင်းရင်းရှိမလားအဲတကယ်ကိုကောင်းနေမိကုန်မှာဟုတ်ပါဒီစိတ်ချမ်းသာကိုချမ်းမာဆိုတဲ့အချက်နှစ်ချက်ကလေမြမလူမှုအတိုင်းဝိုင်းနဲ့ဘိုးရပါသာအခြေခံယဉ်ကျေးမှုမှာဆိုရင်ပြည့်စုံကောင်းမှုနဲ့ဘွားတစ်ခုအတွေ့အခြေခံအကြဆုံးနဲ့တန်ဖိုးအထားဆုံးအုံမီဒီလို့ရှုမြင်ကြလို့ပါပဲစိတ်ချမ်းသာဆိုတာကဘယ်လိုပြောမလဲစိတ်ပိုင်းဆိုင်ရာငြင်းချမ်းမှု ပူပင်တော့ကကင်းဝင်းမှု အတွင်းစိတ်ရဲ့ကြီးလင်မှုတည်ငြိမ်မှုအဲ့ဒီကိုရည်ညွှန်းလာပါလေဒါကဘုဒ္ဓဘာသာရဲ့အဆုံးစုံပါနိုင်ဖြစ်တဲ့နိဗ္ဗာန်ကိုမြင့်မောက်ပြုဖို့ကြိုးစားတဲ့နေရာမှာအရေးပါတဲ့အခြေအနေတစ်ခုပေါ့လေဟိုစိတ်ရဲ့တည်ငြိမ်မှုမရှိရင်ပညာကိုမမြင်နိုင်ဘူးမတိုးပွားနိုင်ဘူးလို့ယူဆကြတယ်လေနောက်တစ်ခုကိုကြမှာဆိုရကြတော့ရုပ်ပိုင်းဆိုင်ရာကြမှာဂျန်ခိမှုပေါ့အာနာရောဂါဖိရတဲ့ကင်းဝင်းခြင်းကိုဆိုလိုတာကြမှာတဲ့ခန္ဓာကိုယ်ရှိမှာကောင်းမှုကုတိုးတွေပြုလုပ်ဖို့တရားဘာဝနာတွေပွားများအထောက်ဖို့ ဟို logi logo တရာအချိုးတွေဆောင်ရုပ်ဖို့အတွက်အကောင်းဆုံးအခြေခံလိုအပ်ချက်ရန်နစည်းလို့ဖြစ်နေလေလို့သဘောထားကြတယ်။တီတော်ဒီစုတောင်းက logi မှာတွေ့ရတတ်တဲ့စီးပွားဥစ္စာတိုးတက်မှုတို့ရာထူးကုန်ရှင်တက်တာတော့အဲ့ဓာတွေထပ်ပိုပြီးခြေခံကြရတဲ့ပိုပြီးအနှစ်သာရရှိတဲ့လူသားတယောက်ရဲ့ကောင်းကျိုးချမ်းသာနှမျိုးကိုတောင်းစုပြုပေးတာဖြစ်နေတာပါ။တနည်းအားဖြင့်ပြောရရင်တော့ဒါကအပေါ်ယံဆန်တဲ့စုတောင်းမျိုးမဟုတ်ဘဲနဲ့တကယ်လမ်းလူတယောက်ရဲ့ဘဝရည်တွေးကိုမြင့်တင်ပေးမဲ့ အခြေခံအကြောင်းဆုံးအရာတွေကိုဆူတောင်းပေးတာပေါ့။အော်ဒါဆိုရင်ဒီဆူတောင်းကဗုဒ္ဓဘာသာရဲ့အခြေခံတွန်းတွင်းချက်တွေနဲ့တော်တော်လေးနည်းနည်းဆိုင်ဆိုင်ဆက်ဆက်နေတာပေါ့နော်။အထူးသဖြင့်ဟိုဒုက္ခဆင်းရဲခြင်းကနေလွတ်မြောက်ထို့ကြိုးပမ်းမှုမှာစိတ်နဲ့ကိုယ်ရည်ကျမ်းမာကြံ့ခိုင်မှုကအဓိကကြတဲ့ဆိုတဲ့အမြင်ကိုထင်ဟန်နေပုံပဲ။ကြပါပဲဟုတ်ပါတယ်ဒီဆူတောင်းထင်းအပြုမူကိုယ်တိုင်ကလည်းဗုဒ္ဓဘာသာရဲ့အရေးကြီးတဲ့တရားတစ်ခုဖြစ်တဲ့မေတ္တာတရားပွားများမှုကိုလက်တွေ့ပြနေတာပါ မိထာဆိုတာကတတဝအာနုံအပေါ်မှာကောင်းချူးချမ်းသာဖြစ်စေခြင်းနဲ့စိတ်စေရနာထားတာချစ်ခင်တနာတာကိုဆူလိုတာလीဒီလိုတလင်းချို့လိုအချင်းအခောင်မျိုးမှာ ကိုယ်အတွက်ချီးမွမ်းမှုပဲနဲ့အခြားသူတွေရဲ့ကောင်းချူးချမ်းသာကိုလိုလားတဲ့စိတ်နဲ့စွတ်တောင်းမေတ္တာပို့တာခြင်းဆိုတာမေတ္တာတရားကိုလက်တွေ့ကျင့်ကြံပွားများခြင်းတစ်မျိုးပါပဲဒါကြောင့်ဒီစွတ်တောင်းရဲ့အဆုံးမှာစွတ်တောင်းမေတ္တာပို့တာလိုက်ပါတီဆိုတဲ့စကားကိုသုံးထားတာကတီရွေချက်ကိုပူပြီးပို့လင်းစေတာပို့ ိုးတာတယ်ဆိုတဲ့စကားလုံးကကိုယ်စီမှာရှိတဲ့ကောင်းမြတ်တဲ့စိတ်စေတနာတွေကိုအခြားသူတွေစီပြန်နိုင်ရရှိတွားအောင်လှုပ်ဆောင်တယ်ဆိုတဲ့သဘောကိုဆောင်ပါတယ်ခုဒီပုံထဲမှာမြင်နေရတဲ့မိပုံပြန်လေးတွေနောက်ခံကအလင်းရောင်တွေရှေ့ကဖျောင်းတိုင်မိလေတွေကြောင်းဆက်ဆွေးနွေးကြအောင်ဒီအလင်းရောင်တွေကဒီတင်းကျော်ရဲ့အမှန်စာလို့တော့တည်ထားတယ်ဒါမနဲ့ခုနဆွေးနွေးခဲ့တဲ့စိတ်ချမ်းသာကိုကြောင်းမှဆိုတဲ့စူတောင်းစကားနဲ့ရောဘလို့အတိပဲချိတ်ဆက်မှုရှိနေနိုင်မလဲဒီအလင်းရောင်တွေက စုတောင်းရတဲ့ဘေကိုပိုပြီးအားဖြည့်ပေးသလား။အိုးချစ်စမှုအများကြီးရှိပါတယ်။ဒီအလင်းရောင်နေမိထွေးညှိမှုတွေဟာဒီသင်းကျပွဲတော်ရဲ့အသေးနှလုံးလို့ပြောလို့ရတဲ့အမတ်တင်ကြတာတွေပါ။သူ့ရဲ့ဘာလာရေးဆိုင်ရာသမိုင်းကြောင်းကိုပြန်ကြည့်ရင်မြေဆော့ပြားရှင်ဟာဝါရင်းသွန်းလာပလွန်မေတို့ဖိတ်ခဲ့မှုတွေတန်တိုတိတနတ်တာကိုအမှုထားပြီးတော့နတ်ဖြစ်မှာပေါင်းကိုအဖိဓမ္မတရားတော်ဟောကြားဟောတဲ့တောင်တင်းတာနတ်တပည့်ကိုကြွချီတော်မူခဲ့တယ်။အိုးဟုတ်ကဲ့နတ်ပြည့်ကိုဟုတ်ပါတယ်။ဝါကျွတ်တဲ့တင်းကျလက်ပြည့်နေမှာ လူပီကိုပြန်လဲကြွမြန်းတော်မူလာတဲ့အချင်းအခါကိုဗုဒ္ဓဘာသာဝင်တွေကမီရှူမီပန်းနေစီမီခွက်တေးမီပုံးပြန်နေအဲလက်စစ်မီတွေစသည်ဖြင့်အလင်းရောင်မျိုးစုံနဲ့မြတ်စွာဘုရားကိုကြိုဆိုပူဇော်ကြတဲ့အနေနဲ့ဒီပွဲတော်ဖြစ်ပေါ်လာတာပါဒီတော့ပထမဆုံးအတိတ်ပေကတော့မြတ်စွာဘုရားကိုကြိုဆိုခြင်းပူဇော်ခြင်းပေါ့ဒါမင်းင်းဒီအလင်းရောင်တွေမှာဒီထက်ပို့နက်နဲတဲ့အမှတ်တင်ကြတဲ့အတိတ်ပြည်ရှိသေးတယ် အလင်းရောင်ဆိုတာအမောင်ရဲ့စန့်ကျင်ဘက်ချစ်တယ်လေဒီနေရာမှာ အမောင်ဆိုတာရုပ်ပိုင်းဆိုင်ရာ အမောင်ကိုဆိုလိုတာတသက်မဟုတ်ပဲနဲ့စိတ်ပိုင်းဆိုင်ရာအမောင်ဖြစ်တဲ့အဝိဇ္ဇာမတိမှု မောဟဒေဝေဓမှုကိလေသာအညစ်အကြေးတွေကိုလည်းကိုစားပြုပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အလင်းရောင်ကတော့ဉာဏ်ပညာပညာအမှန်တရားကိုသိမြင်မှုကိလေသာကင်းစင်မှုတွေကိုပုံဆောင်တာပေါ့ဒါကြောင့်မီးထုံးညှင်းဟာ အမောင်ကိုအလင်းကအောင်နိုင်ခြင်းမတိမှုအမောင်ကိုပယ်ဖျောက်ပြီးဉာဏ်ပညာအလင်းကိုရရှိခြင်းဆိုတဲ့အဓိပ္ပာယ်တွေကိုဖော်ဆောင်ပါတယ်။အော်ဒါဆိုစိတ်ဝင်စားစရာပဲ။အလင်းရောင်ကဉာဏ်ပညာနဲ့အမှန်တရားကို ပုံဆောင်တယ်ဆိုရင် ခုနကဆူတောင်းတဲကစိတ်ချမ်းသာခြင်းနဲ့တိုက်ရိုက်ဆက်ဆံနေတာပေါ့။ဟုတ်တယ်မလား။စိတ်ရဲ့ချမ်းသာမှုငြင်းချမှုဆိုတာဉာဏ်ပညာအလင်းရှိမှအမှန်တရားကိုမြင်မှရနိုင်တာမျိုးမဟုတ်လား။ဟုတ်ပါလေ။ အဲ့ဒီလိုချိတ်ဆက်နိုင်ပါတယ်ရှင်စိတ်ရဲ့တည်ငြိမ်မှုငြိမ်းချမ်းမှုဆိုတာလောဘဒေါသမောဟဆိုတဲ့အမောင်းတွေကင်းစင်မရနိုင်တာမျိုးပါဒါကြောင့်အလင်းရောင်တွေထိုးနှိပ်ပြီးမြစ်စောဖျောက်ကိုကျိုးစိုးပူဇော်ရင်းနဲ့တပြိုင်တည်းထဲမှာပဲကိုယ့်ရဲ့စိတ်နှလုံးသားထဲမှာလည်းဉာဏ်ပညာအလင်းတွေတောက်ပစေဖို့ကိလေသာအမောင်းတွေပဲ့ဖြောင်နိုင်ဖို့ရည်မှန်းချက်လည်းပောင်ဝင်နေတယ်လို့ဆိုနိုင်တာပေါ့။နောက်ပြီးတော့ဒီအလင်းရောင်တွေလားလမ်းပြမှုမှန်ကန်တဲ့လမ်းကြောင်းကိုညွန်ပြမှုဆိုတဲ့သဘောလည်းရှိတယ်။อืมอืม လမ်းပြကျဲလို့မျိုးပေါ့ဟုတ်ပါတယ်ဒါကြောင့်စိတ်ချမ်းသာကိုကျမ်းမစွာနဲ့ကောင်းမွန်တဲ့ဘဝလမ်းကြောင်းပေါ်ရှောင်လန်းနိုင်ပါစေဆိုတဲ့ဆန္ဒကိုလည်းဒီအလင်းရောင်တွေအားတနည်းတစ်ဖုံအားထည်ပြီးနေတာပါဒါကြောင့်စုတောင်းစကလုံးတွေညက်အလင်းရောင်ပုံရိပ်တွေဟာတစ်ခုနဲ့တစ်ခုအပြန်လန်းအတဲ့ပဲကိုပိုးမို့လေးနဲ့စေပြီးပွဲတော်ရဲ့အနတ္ထာရကိုပို့ပေါ်လွင်စေတယ်လို့ပြောနိုင်ပါတယ်ရှစ်ဒီလောက်ရုပ်ရှင်တဲ့ပုံလေးတစ်ပုံနဲ့စူတောင်းစကားတော်လေးတဲမှာဒီလောက်တောင်ရင်ကျဲမှုဘာသာအေး အတွေးခေါ်ဆိုင်ရာအလွာတွေပါနေလာအောင်စရပဲဗျာဒါကတာမန်ပွဲတော်တစ်ခုအတော်နှုတ်ဆက်စကားပြောရတဲ့အများကြီးပိုလေးနဲ့တဲ့နောက်ထပ်တတိထာမိတာတစ်ခုကစူတောင်းရဲ့အစမှာ ရောက်ရှိသူအပေါင်းဆိုတဲ့စကားစုကိုသုံးထားတာပဲ ဒါဘလို့တိပဲရှိနိုင်မလဲအဟာဘသူတယောက်တယောက်ကမှတီးတန့်ရည်ရတာမဟုတ်ဘူးဒီတင်းချွတ်ပခါသမယောက်ကိုကြုံကြိုက်တဲ့ဒီဘွဲတော်ကိုဆင်နွှဲနေတဲ့ဒါမှမဟုတ်ဒီစုတောင်းကိုကြားသိမြင်တွေ့ရတဲ့လူအလုံးအပေါ်မှာခြုံငုံတရောက်စီခြင်းနဲ့ကျေပြန်းတဲ့စိတ်စေတနာကိုဖော်ပြတာပါဟောလူနိုင်တော့ပေါ့ဟုတ်ပါတယ်ပဲလူမျိုးပဲပါပါပဲရွယ်ပဲအဆင့်တန်းဆိုပြီးခွဲခြားမှုမရှိဘဲနဲ့လူသားအလုံးကိုခြုံငုံပြီးမေတ္တာပို့တတ်တဲ့သဘောပါ ဒါကတည်င်းကျွပွဲတော်ရဲ့အားလုံးပါဝင်မှု inclusivity သဘောတဘာဝကိုလည်းထင်ဟဆဲတယ်လေ။တည်င်းကျွဆိုတာမိသားစုဝင်တွေပြန်လဲစုံစည်းကြတဲ့အချိန်၊မိဆွေသူငယ်ချင်းတွေအတူတူကပျော်ရွှင်ကြတဲ့အချိန်၊လူကြီးမိဘဆရာသမားတွေကိုကာရဝပြုကန်မောကြတဲ့အချိန်နဲ့ဖြစ်တယ်နော်။ဟုတ်ကဲ့ဟုတ်ကဲ့။ကန်တော့ကြတယ်။ဒီလိုကန်တော့တဲ့အခါမှာလဲကိုကတစုံတယောက်အပေါ်မှာပြူမာမိတာတွေရှိရင်ဝင်ချတောင်းပန်ကြသလိုသူတစ်ပါးကကို့အပေါ်ပြူမာမိတာတွေကိုလည်းခွင့်လွှတ်ကြတယ်။ ဒါကြောင့်ဒီပွဲတော်ကလူမှုဆက်ဆံရေးတွေပြန်လည်ပြည်ပြီးစေဖို့အချင်းချင်းစေဝန်ကွဲမှုတွေပြည်ပြောက်စေဖို့အခွင့်အလမ်းပေးတဲ့ကာလလည်းဖြစ်နေတာဒီတော့ရောက်ရှိသူအပေါင်းဆိုတဲ့အတုံးကဒီလိုကျေပြန့်တဲ့စုပေါင်းဆောင်ရွက်တဲ့အားလုံးပါဝင်တဲ့ပွဲတော်ရဲ့စိတ်တက်ကိုကိုးစားပြုနေတယ်လို့ယူဆနိုင်ပါတယ်ရှင်လူမှုအတိုက်အဝန်းတစ်ခုလုံးရဲ့ကောင်းကျိုးကိုရှိရှုတဲ့သဘောပါဟာဒါဆိုရင်ဒီစုတောင်းဟာပုဂ္ဂိုလ်ရဲ့ကောင်းကျိုးအတွက်စုတောင်းတာမျိုးထက် အများနဲ့ဆိုင်တဲ့လူမှုအတိုက်အဝန်းတစ်ခုလုံးရဲ့ထုခတ်ချမ်းသာကိုရှေ့ရှုတဲ့ဆူတောင်းမျိုးလို့ပြောလို့ရလောက်တယ်ပေါ့အဲ့ဒီလိုရှုမြင်နိုင်မှလေးရောမဟုတ်ပါရဲ့တအူးချင်းစီရဲ့စိတ်ချမ်းသာကိုကြမ်းမှချင်းကိုဆူတောင်းပေးရင်တပြိုင်နက်ထင်းမှာပဲ ဲ့လိုလူတဦးချင်းစီရဲ့ကောင်းကျိုးတွေစုပေါင်းပြီးတော့လူဖွဲ့စည်းတစ်ခုလုံးရောက်ရှိသူအပေါင်းလို့ဆိုထားတဲ့အတိုင်းပေါ့နော်ဒီတော့ကကြီးထဲမှာအတူတကွရှိနေသူအားလုံးမြင်းချမ်းသာရကြပါစေဆိုတဲ့ပိုပြီးကြေပြန့်တဲ့မေတ္တာစိတ်ကိုဖြန့်ချလိုက်တဲ့သဘောပါပဲဒါဗုဒ္ဓရဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့ဖြစ်မဆုတရားလေးပါတွေကမေတ္တာတရားကိုအဓိကထားပြီးပြသနေတာပါအခုဒီဆွေးနွေးခဲ့တာဒီကိုပြန်ချို့ကြည့်အောင်ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့တရင်ကျွတ်ဆူဒေါင်းဝိတာပုံလေးဟာ ရိုးရိုးရှင်းရှင်းနှုတ်ဆက်စကားတစ်ခုထက်အများကြီးပိုတယ်ဆိုတာတွေ့ရတယ်။ဒါမိမယဉ်ကျေးမှုမှာအလွန်တန်ဖိုးထားတဲ့စိတ်ချမ်းသာခြင်းအဲ့ဒါအတွင်းစိတ်ရဲ့ညင်ချမှုပေါ့။နေကိုကြမ်းမာခြင်းရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအဲ့ဒီဘဝရဲ့အခြေခံလိုကချက်တွေကိုအတိမဖြစ်ပြီးဆူတောင်းပေးခြင်းဖြစ်တယ်။ပြီးတော့ဒီဆူတောင်းဟာအခြားသူတွေရဲ့ကောင်းကျိုးကိုလိုလားတဲ့မေတ္တာတရားပွားများမှုဆိုတဲ့ဘုံတပါဒရဲ့အဓိကတန်ဖိုးကိုထင်ရှားရှိတယ်။ဒါပြင်ဒီဆူတောင်းစကားဟာ တရင်ကျူပွဲတော်ရဲ့ဘာသာရေးနောက်ခံတမိုင်းကြောင့်မြတ်စွာဘုရားတာဝရင်းစားကပြန်ကြွားလာတာမျိုးနဲ့ပွဲတော်ရဲ့အဓိကမှထင်ကြည်တဲ့ဖြစ်ဖြစ်အလင်းရောင်အဲ့ဒါဉာဏ်ပညာလို့အမောင်းကိုအောင်းနိုင်ခြင်းလို့ပေါ့အဲ့ဒါရင်းနဲ့လည်းနည်းနည်းချမ်းချမ်းဆက်ဆက်နေတယ်နောက်ဆုံးအနေနဲ့ရောက်ရှိသူအပေါင်းဆိုတဲ့အတုံးကဒီဆုတောင်းရဲ့ကျေပြတ်မှုအလုံးပါဝင်မှုနဲ့လူမှုအတိုင်းအဝန်းတစ်ခုလုံးကိုမေတ္တာပို့တဲ့စိတ်ဓာတ်ကိုဖော်ပြနေတယ်ဆိုတာဒီကိုနားလည်လိုက်ရပါတယ်တကယ်ကိုချက်ချင်းလေးလေးမင်းအဓိပ္ပာယ်ပြေဝတဲ့ယဉ်ကျေးမှုဆိုင်ရာဖော်ပြမှုတစ်ခုပဲဗျာ ယဉ်ကျေးမှုတွေဘာသာတရားတွေမှာရောဒီလိုမျိုးအမ်အပေါ်ရန်ကြည့်ရင်ရိုးရှင်းတလို့ပဲဒါပေမဲ့အတွမနတ်နေတဲ့အတိပယ်တွေဓာတ်သမားတွေယဉ်ကျေးမှုတန်ဖိုးချမှုတွေသမိုင်းဆိုင်ရာအကြောင်းအရာတွေအများကြီးတဲ့ဆောင်ထားတဲ့ပွဲတော်ချိန်မဆွတောင်းစကားတွေနှုတ်ခွန်းဆက်အတုံးလုံးတွေဘယ်လိုများရှိနေနိုင်မလဲဆိုတာပါပဲဥပမာနောက်တိုင်းမှာဆိုရင် Merry Christmas ဆိုရင်ဖြိုရွှေမှုနဲ့လက်ဆောင်ပေးတာကိုအဓိကထားတယ်လို့မျိုး Happy New Year ကတော့အောင်မြင်မှုရည်မှန်းချက်အသစ်တွေကိုဦးတည်တတ်တယ် ဟုတ်ကဲ့ဟုတ်ကဲ့အရှိရဲ့လဲပိုင်းယဉ်ကျေးမှုဒီမှာဆိုရင်ဖရာသခင်ရဲ့ကောင်းခြင်းမင်္ဂလာကိုအဓိကထားဆုတောင်းတာမျိုးရှိနိုင်တယ်ဒီလိုနိုင်ရှင်ကြည့်တဲ့အခါမြမတည်တင်းကျဆုတောင်းကစိတ်နဲ့ကိုယ်ရဲ့အတွင်းမိုင်းညီညွတ်ညတ်တာမှုနဲ့ကျမ်းမာခြင်းကိုအဓိကထားတာကသူ့ရဲ့ထူးခြားချက်ဖြစ်နေမလားဒီဆွေးနွေးမှုကိုနားထောင်နေတဲ့သူတွေအနေနဲ့လည်းပဲကိုယ်တိုင်ယဉ်ရင်ကျွမ်းဝင်တဲ့အခြားယဉ်ကျေးမှုတွေဘာသာစကားတွေထဲကအလားတူဒါမှမဟုတ်ကွဲပြားတဲ့ဥပမာတွေကိုပြန်လည်ဆင်ခြင်ကြည့်ရင် ယဉ်ကျေးမှုတွေကလူသားတွေရဲ့အခြေခံလိုအပ်ချက်တွေနဲ့တံပိုးထားမှုတွေကိုဘလို့ပုံစံအမျိုးမျိုးနဲ့ထင်ဟပြသနေတယ်လဲဆိုတာကိုပိုပြီးစိတ်ဝင်စားပဲတွေ့မြင်လာနိုင်ပါတယ်။ဒါကကိုယ့်ရဲ့ယဉ်ကျေးမှုကိုရောကခြားသူတွေရဲ့ယဉ်ကျေးမှုကိုပါပိုပြီးလေးစားတံပိုးထားအစေဖို့အထောက်အကူပြုနိုင်ပါတယ်ရှင်။